မြန်မာစစ်တပ်ရဲ့လုပ်ငန်းတွေနဲ့ပြပမှောက်ကိုဈေးကွက်မှာရောင်းချနေတဲ့1500ရန်စင်ကတ်တွေကိုထိန်းချုပ်ဖို့အတွက်မြန်မာစစ်တပ်ရဲ့လုပ်ငန်းမှာရွေးချယ်ထားတဲ့အယောင်ကုလသမားနဲ့ကုမ္ပဏီများမှစင်ကတ်တွေကိုဟန်ဆက်များ၊ဝေးပစ်ကတ်များနဲ့တွဲဖက်ရောင်းချပါကပိတ်သိမ်းတဲ့အထိအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့မြန်မာစစ်တပ်ရဲ့လုပ်ငန်းမှသိရပါဗျာ။ မြန်မာစစ်တပ်ရဲ့လုပ်ငန်းဟာ1500စင်ကာတွေကိုရောင်းချဖို့အတွက်ကုမ္ပဏီ73ခုနဲ့အယောင်ကိုယ်စားလှယ်များသတ်မှတ်ထားပေမဲ့လည်းနောက်ပိုင်းမှာစင်ကာတွေကိုရောင်းချဖို့အတွက်မြန်မာစစ်တပ်ရဲ့လုပ်ငန်းကိုလာရောက်လျှောက်ထားတဲ့ကုမ္ပဏီရေအတွက်ဟာ30ကျော်ရှိပြီးစူပါကုမ္ပဏီတွေကိုစီစစ်ပြီးရောင်းချခွင့်ပေးသွားမှာဖြစ်ပါတယ်။မြန်မာဂျပန်ပူးပေါင်းစစ်တပ်ရဲ့လုပ်ငန်းစီးပွားရေးဌာနမှတာဝန်ရှိသူတို့ကမှောင်ကိုစည်းကွက်ကိုထိန်းချုပ်ဖို့အတွက်အယောင်ကိုယ်စားလှယ်ဆိုင်တွေနဲ့ကုမ္ပဏီတွေကိုပြောထားပါကြောင်းအဲ့ဒီဆိုင်တွေအနေနဲ့စင်ကာတွေကိုဈေးပိုရောင်းတာဟန်ဆက်တွေနဲ့တွဲရောက်တာငွေဖြည့်ကတ်တွေဝယ်မှရောင်းပေးတာတွေလုပ်မယ်ဆိုပါကပထမအကြိမ်သတိပေးသွားမှာ မှာဖြစ်ပြီးနောက်တစ်ကြိမ်ဆိုရောင်းချခွင့်ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။မောက်ကိုဈေးကွက်တစ်ဖြည်းဖြည်းရောင်းနေသွားဖို့အတွက်1500တန်စင်ကတ်တွေကိုရောင်းချသတ်မှတ်ထားတဲ့ဆိုင်များမှတစ်ဆင့်ရောင်းလိုက်တဲ့ဆိုင်တွေကိုလည်းအပြင်မှာနောက်ထပ်ဈေးနှုန်းတစ်မျိုးနဲ့မရောင်းအောင်တာဝန်ယူရမှာဖြစ်တယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။မြမဆက်သွယ်လုပ်ငန်းအနေနဲ့တန်မှုနဲ့1500တန်စင်ကတ်တွေကိုဆက်လက်ရောင်းချပေးနေပြီးပြင်ပမောက်ကိုပေါက်ဈေးမှာ7000ကျွဲမှာ7000ဝန်းကျင်အထိရှိတယ်လို့သိရပါတယ်။1500တန်စင်ကတ်တွေကိုရောင်းချပေးနေတဲ့ကုမ္ပဏီများမှာ Elite ABC Asia Magalin မြန်မာပတောက်တာမွန်ညချမ်းသာ 4G Fortune စတဲ့ကုမ္ပဏီများပြင်အခြားရောင်းချခွင့်ရရှိတဲ့ကုမ္ပဏီများမှလည်းရောင်းချပေးလျက်ရှိတယ်လို့သိရပါဗျာ။